ပညာရေးဆိုတာဘာလဲပညာရေးဆိုတာဘာလဲလို့မေးရင်လူအတော်များများကစာသင်ကျောင်းတွေစာအုပ်တွေဇာမေးပွဲတွေကိုမြင်အောင်မိကြပါလိမ့်မယ်။ဒါပေမဲ့ပညာရေးရဲ့အတိတ်ဘယ်နဲ့တန်ဖိုးကအဲ့ဒီထက်အများကြီးပုံမနဲ့ရှိုင်းပြီးကျယ်ပြန့်ပါတယ်။ပညာရေးဆိုတာဘဝအတွက်အလင်းရောင်တစ်ခုပါပဲ။မောင်မိုက်နေတဲ့လမ်းကိုထိုးပြပေးနိုင်တဲ့မီးအိမ်တစ်ခုလိုပါပဲ။လူသားသူချင်းစီရဲ့ဘဝကိုအတိတ်ဘယ်ပြေဝစေပြီး နိုင်ငံတနိုင်ငံရဲ့အနာဂတ်ကို ပုံဖော်ပေးနိုင်တဲ့အရေးကြီးဆုံးအုတ်မြစ်လည်းဖြစ်ပါတယ်။ဒါဆိုရင်ပညာရေးဟာဘာကြောင့်ဒီလောက်တောင်အရေးကြီးနေရတာလဲ။ပရမဆုံးအနေနဲ့ပညာရေးဟာလူပုဂ္ဂိုလ်တူးချင်းစီကိုစွမ်းအားတွေပေးပါတယ်။စာတက်မြောက်ခြင်း၊ကဏ္ဍတွက်ချက်တက်ခြင်းတို့ဟာပညာရဲ့အခြေခံရက်လက်တွေပါ။ဒါပေမဲ့ပညာရဲ့အဓိကအကျိုးကျေးဇူးကတော့ဝေဖန်ပိုင်းခြားနိုင်တဲ့စဉ်းစားတွေးခေါ်မှုစွမ်းရည်ကိုတည်ဆောက်ပေးတာပါပဲ။ ပညာမတတ်တဲ့သူဟာချက်လက်တွေကိုပေးလာတဲ့အချိန်အလွယ်တကူလက်ခံတတ်ကြပါတယ်။ပညာတတ်တဲ့သူကတော့ဒါပါကြောင့်လဲဒါမှန်ကန်ရဲ့လားတခြားရှုထောင့်ကနေဘလို့မြင်နိုင်သေးလဲဆိုရဲမေးခွန်းတွေမေးတတ်လာပါတယ်။ကိုပိုင်ဆုံးဖြတ်ချက်တွေချမှတ်နိုင်စွမ်းပြဿနာတွေကိုကြိုးចောင်းဆင်ခြင်ပြီးဖြေရှင်းနိုင်စွမ်းတွေဟာပညာကြောင့်သာရရှိလာတာပါ။ဒီလိုစွမ်းရည်တွေရှိမှဘဝရဲ့စိန်ခေါ်မှုတွေကိုကိုအားကိုကိုပြီးရင်ဆိုင်ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပညာရေးဟာကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ဂုဏ်သိက္ခာကိုလည်းတည်ဆောက်ပေးပါတယ်။ပညာတက်တဲ့သူဟာလူဖွဲ့စည်းတွင်းမှာရဲရဲဝံ့ဝံ့ရက်တီပြောဆိုနိုင်ပြီး ကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ဥဆောင်နိုင်တဲ့ခံယူချက်လည်းရှိလာပါတယ်။ပညာရှိမှသာ ကိုယ့်အခွင့်အရေးကိုသိရှိနားလည်ပြီးတောင်းဆိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ပညာရေးဟာစီးပွားရေးလောကမှာအောင်မြင်မှုကိုဖန်တီးပေးတဲ့အဓိကတော့ချက်ဖြစ်ပါတယ်။ဒီခေတ်လိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ကမ္ဘာကြီးမှာ အလောက်ကံကောင်းတွေရရှိဖို့အတွက်ပညာရက်ဆိုင်ရာအရေးချင်းတွေနဲ့အသိပညာတွေမရှိမဖြစ်လိုအပ်ပါတယ်။ကောင်းမွန်တဲ့ပညာရေးဟာပုံမမြင့်မားတဲ့ဝင်ငွေ၊ပုံမခိုင်မာတဲ့အလောက်ကံလုံခြုံမှုနဲ့ပုံမကောင်းမွန်တဲ့ဘဝနေထိုင်မှုပုံစံကိုပေးစွမ်းပါတယ်။အခြေခံအားဖြင့်ပညာရေးဟာစင်ရဲမွေးတည်မှုရဲ့တန်တရားကိုဖျက်တော့ပေးနိုင်တဲ့အထူးရောက်ဆုံးကြိယာပါပဲ။ပညာတတ်တဲ့မိဘတွေဟာသူတို့ရဲ့တားသမီးတွေကိုလည်းပညာတတ်အောင်သားရှိနိုင်ဖို့အခွင့်အရေးပိုများပါတယ်။ ဒီလိုနီးနဲ့မိသားစုဝင်တွေဟာဘဝအဆင့်တန်မြင့်မားလာပြီးမျိုးဆက်တစ်ခုလုံးရဲ့အနာဂတ်ကိုအလင်းရောင်ပေးနိုင်မှာဖြစ်ပါတယ်။နိုင်ငံတော်အဆင့်အနေနဲ့ကြည့်မယ်ဆိုရင်လေပညာတတ်တဲ့လုတ်သားအင်အားစုရှိမှစံတစ်တီထွင်မှုကိုဖန်တီးနိုင်ပြီးနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကိုအရှိန်အဟုန်မြင့်တင်နိုင်မှာဖြစ်ပါတယ်။ပညာရေးဟာနိုင်ငံတနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အမြဲတမ်းအကျိုးအမြတ်ဖြစ်ထွန်းနိုင်မဲ့ရည်ရှိရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါတယ်။ တတရားချတော့လူဖွဲ့စည်းနဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ပညာရဲ့အခမ်းကဏ္ဍဖြစ်ပါတယ်။ပညာတတ်တဲ့လူဖွဲ့စည်းတစ်ခုဟာအယူဆအမျိုးမျိုးကို လက်ခံနိုင်ပြီးအပြန်အလှန်လေးစားမှုရှိပါတယ်။အလွယ်တကူလှုပ်ဆော်မှုတွေ၊ကောလာဟာလတွေကိုယုံကြည်တာမျိုးမရှိဘဲမှန်ကန်တဲ့တည်င်းချက်လက်တွေကိုခွဲခြားစိတ်ဖြာနိုင်စွမ်းရှိပါတယ်။နိုင်ငံရေးအမြင်အရဆိုရင်လေပညာရေးဟာကောင်းမွန်တဲ့အစိုးရစနစ်နဲ့ဒီမိုကရေစီရဲ့အုတ်မြစ်ဖြစ်ပါတယ်။ နိုင်ငံသားတွေဟာကိုယ့်ရဲ့နိုင်ငံရဲ့အခွင့်အရေးတွေကိုသိရှိနားလည်လာမယ်။လူဖွဲ့စည်းအတွက်အကျိုးရှိတဲ့အပြောင်းလဲတွေမှာတက်ကြွစွာပါဝင်လာကြပါလိမ့်မယ်။ကြအပြင်ပညာရေးဟာကျန်းမာရေးနဲ့လူမှုရေးပြည်ထနာတွေကိုလည်းဖြည့်ရှင်းရမှာအဓိကကြပါတယ်။ပညာတက်တဲ့သူတွေကကျန်းမာရေးအသည့်ပုံမှုရှိတဲ့အတွက်ယောဂဗျာကာကွယ်ခြင်း၊သားသမီးထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့တန့်ရှင်တဲ့နေထိုင်မှုပုံစံတွေကိုကျင့်သုံးနိုင်ကြပါတယ်။ ။ဒါကြောင့်ပညာရေးကောင်းမှုနဲ့နိုင်ငံတွေမှာယောဂဖြစ်ပွားမှုနှုန်းနှဲပါပြီးတက်တန်းဖို့ရှိတာကိုတွေ့ရပါတယ်။ပညာရေးဟာလူမှုရေးတရားမျှတမှုတည်ဆောက်တဲ့နေရာမှာလည်းအရေးပါတဲ့တရားတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပညာရေးဟာတသက်တာလုံးစင်ဆက်မပြတ်သင်ယူခြင်းရဲ့အခြေခံကိုချပေးပါတယ်။ဒီနေ့ခေတ်ကဘာကြီးဟာနေပညာတွေတိုးသက်လာတဲ့အမြအရှိန်ဟုန်ပြင်းစွာပြောင်းလဲနေပါတယ်။ မနေ့ကသင်ယူခဲ့တဲ့အသိပညာဒီနေ့မှခင်မမီတော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ပညာရေးဆိုတာစာသင်ကျောင်းရဲ့အခန်းချင်းလေးထဲမှာပဲပြီးဆုံးသွားတာမျိုးမဟုတ်ပဲလူတယောက်ရဲ့ဘဝတစ်လျှောက်လုံးဆက်လက်လေ့လာသင်ယူနေရမယ့်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ပညာကောင်းကောင်းသင်ယူထားတဲ့သူဟာပြောင်းလဲလာတဲ့အခြေအနေတွေနဲ့စိန်ခေါ်မှုအသစ်တွေကိုလာရောညှိထွေဖြစ်အောင်နေထိုင်သက်ပြီးအမြဲတမ်းကိုယ့်ကိုယ်ကိုပြန်လည် movement နေတတ်ပါတယ်။ နေကုန်ချောရရင်ပညာရေးဟာလူသားသူချင်းစီရဲ့အလားအလာအပြည့်အဝကိုပွင့်လန်းစေတဲ့စွမ်းအားတည်းဖြစ်ပါတယ်။ပညာဆိုတာဇာရွက်ပေါ်ကဘွယ်လက်မတက်တက်မဟုတ်ပါဘူး။ပညာရေးဟာဘဝတစ်ခုလုံးပြောင်းလဲစေနိုင်တယ်။လူအဖွဲ့စီကိုဒိုးသက်စေနိုင်တယ်။နိုင်ငံရဲ့အနာဂတ်ကိုတောက်ပစေနိုင်တဲ့အစွမ်းထက်တဲ့လက်နက်တစ်မျိုးပဲဖြစ်ပါတယ်။ဒီလက်နက်ကိုအာလုံးလက်လန်းမိနိုင်အောင်ကြိုးပမ်းခြင်းဖြစ်တာဘုံမကောင်းမှုနဲ့ကဘာကြီးကိုကျွန်တော်တို့ပုံဖော်ဖန်တီးနိုင်ကြပါလိမ့်မယ်။ ညာကိုမျက်နှိုးပါသင်ယူလေ့လာမှုတော့မှမရက်တက်ပါနဲ့လို့မှာချင်ပါတယ်ခင်ဗျာဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အသိပညာဘုဒ္ဓတရရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ